မင်္ဂလာပါကျွန်တော်စီမှာဒီ 2D POS ကိုကျွန်တော် online ဘာရှင်းနေနဲ့အသုံးပြုချင်တဲ့သူတွေအနေနဲ့ကျွန်တော် fashion စုံစုံလင်လင်နဲ့ကျွန်တော်တို့အသုံးပြုနိုင်ရန်အတွက်ကျွန်တော်တို့စီမှာဒါ pre order စတင်ပြီးတော့မှလက်ခံပေးနေပါပြီအဲ့တော့ကျွန်တော်တို့ဒါကအကြံရေးထားတဲ့ပုံစံလေးဖြစ်ပါတယ်เนาะအဲ့တော့ဒီထဲမှာကျွန်တော်တို့ကဘယ်လိုမျိုး fashion တွေအသစ်တွေကျွန်တော်တို့ထည့်ပေးထားမလဲဆိုတော့ကျွန်တော်အကြံလေးရှင်းပြပေးပါမယ်เนาะအရင်ကျွန်တော်တို့စတင်ထဲမှာကျွန်တော်တို့ရောင်းချိန်တွေကိုကိုယ်စိတ်ကြိုက်ကျွန်တော်တို့ သတ်မှတ်လို့ရတယ်ဥမာပြောမယ်ဆိုရင်ကျွန်တော်တို့မနက်ပိုင်းရောင်းချီကိုမနက်9:00နာရီကနေပြီးတော့မှညနေ7:00နာရီ45မိနစ်ထိထားမလားဒါမှမဟုတ်7:00နာရီခွဲထားမလားပေါ့နော်ကိုကြိုက်တဲ့ရောင်းချီအဖွင့်ချင်တဲ့ပိတ်ချိန်ကိုကိုကသတ်မှတ်ထားလို့ရတယ်ညနေပိုင်းဆိုလို့ရှိရင်ညနေပိုင်းရောင်းချီပိတ်ချိန်ကိုသတ်မှတ်ထားလို့ရတယ်အခုလိုမျိုးသတ်မှတ်ထားလို့ရခြင်းအပြင်ဘာတွေကောင်းသွားမလဲဆိုရင်ကိုကရောင်းချီကိုဖွင့်ပိတ်သွားပြီးလုံးနေစရာမလိုတော့ဘူးကျွန်တော်တို့ဒီ setting ထဲမှာကျွန်တော်တို့အဲကျွန်တော်7နာရီ30ကိုပေးထားရဆိုရင်7နာရီ30ရောက်ပြီဆိုတာ ਨੇ ဒီရောင်းချီကို auto ပိတ်ပြီးတော့မှဖြစ်တယ်အဲညနေ7နာရီကိုဖွင့်ထားရဆိုရင် ညနေတနေ့ရောက်ပြီဆိုတာနဲ့ကျွန်တော်ညနေရောင်းချိန်ကိုအော်တိုဖွင့်ပေးသွားမှာဖြစ်ပါတယ်ဒါဒါအပြင်လည်းကျွန်တော်တို့ညနေဆိုလို့ရှိရင်ကျွန်တော်တို့က၄နာရီပိတ်ထားရဆိုလို့ရှိရင်၄နာရီကြာလို့ရှိရင်ရောင်းချိန်ကိုအော်တိုပိတ်ပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ကိုကခဏခဏ software ဝင်ပြီးတော့မှရောင်းချိန်တွေဖွင့်ပိတ်တွေလုပ်စီရမလို့တော့ပါဘူးเนาะ အဲကျွန်တော်တို့နောက်တစ်ခုကကြဒီထဲမှာတော့လောလောဆယ်မထည့်ရသေးဘူးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဘောက်ချာပြင်ဖြတ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အောက်ကကော်မရှင်တွေကဒီဘောက်ချာတွေကိုမှပြီးတင်ပြီးလို့ပြန်ပြီးတော့ပြင်ကျင်နေဖြတ်ကျင်နေဆိုလို့ရှိရင်ကိုကသွားပြီးတော့ပြင်ပေးနေစရာဖြတ်ပေးနေစရာမလို့သူတို့ကိုယ်တိုင်ဖြတ်လို့ရအောင်လည်းလုပ်ပေးထားမယ်ပြီးရင်သူတို့အဲ့ဒီဘောက်ချာပြင်ပပြင်ဖြတ်ကူမှာကျွန်တော်တို့အနေနဲ့အချိန်ကက်သက်တစ်ခုထားပေးလိုက်မယ်ပေါ့နော်ဥပမာကျွန်တော်တို့အဲမနက်ပိုင်းဆိုရင်7:15မိနစ်အထိကျွန်တော်တို့ဘောက်ချာတွေကိုပြင်လို့ဖြတ်လို့ရမယ်အခွင့်ပေးထားမယ်ဆိုရင်သူက7:45မိနစ်အထိကျွန်တော်တို့7:15မိနစ်အထိသူတို့ဖြတ်လို့ရမယ်7:15မိနစ်ကျော်သွားပြီဆိုတော့ ਨੇ ဘောက်ချာ တွေကိုပြင်လို့ဖြတ်လို့မရတော့အောင်ကျွန်တော်တို့ဒီ admin app ကနေပြီးလုံးဆောင်ပေးနိုင်မှာဖြစ်ပါတယ်เนาะကျွန်တော်ပေကနန်းတွေထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုလိုမျိုးတကွက်ချင်းစီပေကနန်းထည့်ထားလို့ရသလိုကျွန်တော်တို့ထိတ်ကနန်းတွေကိုလည်းပိတ်ထားလို့ရပဲเนาะဥပမာတစ်ထည့်နှစ်ထည့်သုံးထည့်ထည့်ထားခြင်းအပြင်ကိုယ်ကောက်သူတွေကထိတ်စည်းတွေပါတင်နေဆိုရင်ကို app ထဲဝင်လာမှာမဟုတ်တော့ပါဘူးเนาะ အဲနောက်တစ်ခုကကိုအောက်ကသူတွေကိုကိုကအကြောင်းအရာတစ်ခုခုပေါ့နော် message ပို့ခြင်းနဲ့ပြောခြင်းတာလေးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ message ပို့ရန် fashion လေးကိုလည်းကျွန်တော်တို့ထည့်ပေးထားမှာဖြစ်ပါတယ်ဒါဆိုရင်ကိုအောက်ကသူတွေကိုအဲတစုံတရာပေါ့နော်တီးပေးခြင်းတာရှိရင်ဒီ software ကို message လေးပို့ပြီးတော့မှအဲဆိုဒီ software တုံးတဲ့သူတွေမှာနော်ကိုရဲ့အောက်က commission နိုင်မြင်တွေ့ရမှာဖြစ်ပါတယ်နော်အဲ fashion လေးကိုလည်းကျွန်တော်တို့ထည့်ပေးထားမှာဖြစ်ပါတယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ commission ဘက်ပေါ့နော် commission ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုတကယ် 2D တကြ 2D pro map မှာ software မှာပါတဲ့အတိုင်းပဲကျွန်တော်တို့ ကော်ကော်မရှင်တွေကစင်းတွေကို copy ယူထည့်လို့လည်းရမယ်ရိုက်ထည့်လို့လည်းရမယ်ပေါ့နော်ကျွန်တော် copy ယူထည့်တဲ့အခါမှာလည်းကျွန်တော် format တွေမျိုးစုံကိုကျွန်တော်တို့ကထည့်သွင်းနိုင်အောင်ပြုလုပ်ထားတယ် copy ယူတဲ့အခါမှာလည်းလွယ်ကူအောင်လို့လည်းကျွန်တော်တို့က messenger ထည့်သွင်းနိုင်အောင်လည်းကျွန်တော်ပြုလုပ်ပေးထားမှာဖြစ်ပါတယ်နော်အဲ့တော့သူတို့အနေနဲ့လည်းကျွန်တော်တို့လည်းဂျာတွေကိုလည်းကြည့်လို့ရမယ်ပြီးလို့ရှိရင်တဝူးချင်းစီရဲ့စင်းတွေကိုလည်းပြန်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ diamond ကနေပြီးတော့မပေါက်တိတင်လိုက်တာနဲ့တဝူးရဲ့တဝူးချင်းစီဒိုင်းအရှုံးမြတ်တွေကိုလည်းကျွန်တော်တို့တစ်ခါတက်ပြီးတော့မှသိရှိနိုင်မှာဖြစ်ပါတယ်နော် ကျွန်တော်ဒီနေရာမှာတော့အရင်ဒိုင်အင်ကောဆိုပဲလိုမျိုးအေဂျင့်ကိုတော့ကျွန်တော်မထည့်ထားတော့ဘူးကျွန်တော်တို့ဒိုင်နဲ့ဆယ်လာတည်တံ့သုံးရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါလေးကတော့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီ fashion လေးတွေကျွန်တော်တို့ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ software တစ်ခုကိုကျွန်တော်တို့အနည်းဆုံးကျွန်တော်တို့ဒါ 2D တစ်မျိုးလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ အဲကျွန်တော်30လောက်နဲ့ကျွန်တော်လက်ခံပြီးရေးပြတာပေါ့နော်တကယ်လို့မေဆွေတို့အနေနဲ့အချင်းနေဆိုလို့ရှိရင်ကျွန်တော်စီမအချင်းနေဆိုရင်ကျွန်တော်တို့ကဒီ2ဒီ3ဒီနှစ်မျိုးကိုကျွန်တော်တို့က30နဲ့လက်ခံပြီးမယ်2ဒီ2မျိုးရဲဆိုရင်15သိန်းနဲ့လက်ခံပြီးမှဖြစ်ပါတယ်နော်အဲတကယ်လို့ထပ်ပြီးရောမှကျွန်တော်တို့ကဒီဒိုင်းရင်ကော်မရှင်ရဲပြီးလို့ရှိရင်ကျွန်တော်တို့ထိုးသားထီသွားခြင်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့25သိန်းလောက်ကြာမှဖြစ်ပါတယ်နော် အဲကျွန်တော်တို့ဒီနေရာမှာတခုပြောချင်တာကတော့ကျွန်တော်တို့ဒီ software ကိုကျွန်တော်စီအပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ငွေကိုကျွန်တော်တို့ကအပြည့်ချေပေးရမှာဖြစ်ပါတယ်ဥမာကျွန်တော်15သိန်းနဲ့ဆိုလို့ရှိရင်တော့15သိန်းပြည့်ချေပေးရမှာဖြစ်ပါတယ်သိန်းနဲ့10သိန်းဆိုရင်တော့ကျွန်တော်တို့9သိန်းချန်ထားလို့ရပါတယ်သိန်းစိတ်တန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က10သိန်းချန်ထားလို့ရပါတယ် software ရပြီးမှကျန်တဲ့ပတ်စံပေးလို့ရပါတယ်เนาะတကယ်လို့ကိုကဒီ2ဒီတမျိုးတည်းကိုပဲအပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်15သိန်းကိုတစ်ခါလေးပြည့်ချေထားမှာဖြစ်ပါတယ်เนาะ ဟုတ်ဆောင်ဝဲရမယ့်ချိန်ကတော့ကျွန်တော်တို့အနည်းဆုံး10ရက်ကနေပြီးမှ15ရက်ထိကျွန်တော်တို့ဒါစောင့်ပြီးရမှာဖြစ်ပါရဲ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရေးသားနေတဲ့ချိန်မှာလည်းကိုထက်ကျင်တဲ့ fashion လေးတွေလုပ်ချင်တဲ့ပုံစံလေးရှိရင်ကျွန်တော်တို့တိုင်ပြီးပြီးမှကျွန်တော်တို့ဆွေးနွေးပြီးမှကျွန်တော်တို့ပြုလုပ်ပြီးမှာဖြစ်ပါရဲ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အော်အများနဲ့သင့်တော်မဲ့ကျွန်တော်တို့ fashion တွေကိုပဲဒီကထားပြီးထည့်ပြီးမှဖြစ်ပါတယ်။လုံးဝလုံးလို့မရတဲ့ fashion တွေဆိုရင်တော့ကျွန်တော်တို့ထည့်ပြီးမှမဟုတ်ပါဘူးเนาะ။ဒါလေးကိုတော့ကျွန်တော်တို့ ਨੇ ညှိနှိုင်းပြီးတော့မှကျွန်တော်တို့အဲအနိုင်အနိုင်နိုင်မှာဖြစ်ပါတယ်เนาะ။ဒါလေးကိုတော့ကျွန်တော်တို့ အွန်လိုင်း software ကိုကျွန်တော်တို့စီမှာ add ချင်တဲ့သူတွေတဲ့ကျွန်တော်ကဒါအကြံလေးထားပြတာဖြစ်ပါတယ်เนาะထပ်ပြီးတော့မှကျွန်တော်တို့ app နာမည်ဆိုရင်ဒီ software လေးကိုကျွန်တော်တို့ကပြန်ပြီးတော့မှအစာဆုံးပြန်ပြီးရေးသားပြီးတော့မှကျွန်တော်တို့ပြုလုပ်ပေးမှာဖြစ်ပါတယ်เนาะ